တရားဥပဒေအတိုင်းဆက်သွားမှာမလို့မန်နေဂျင်တရားပြန်ဆွဲဖို့ဝန်ထမ်းကောင်လေးကိုအတိပေးလာတဲ့ပို့ချဖြုတ်ခင်အားလုံးပဲမိင်္ဂလာပါမင်းနျူးချန်နယ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကတော့မနေ့ကဆိုရှယ်မီဒီယာနဲ့တက်တော့မှာပို့ချဖြုတ်ခင်ယောက်ျားကကိုထီလက်ရကျူးလွန်ပြီးဆိုင်ကနေပေါင်းချကြောင်းဝန်ထမ်းတအုပ်ကဖွင့်ချလာခဲ့တာပါဖြစ်စဉ်ကတော့ PK ထုံးရတနာဆိုင်မှာအလုံးလုံးနေတဲ့ ဝင်တန်းစစ်သွေးရန်ကတစ်တုံဆော့ရမှာတမီလေးဖွဖွေးရဲ့ပုံပါသွားပြီးလိုင်းပေါ်တင်ကဲလို့ပိုးကြဖြူခင်ကဝင်တန်းတွေအကောင်မှာသူ့ရဲ့တာသမီပုံတွေမတင်ရဆိုရဲစီကန်းရှိတာပြောခဲ့ရလဲဖြစ်ပါတယ်စစ်သွေးရန်ကလည်းတီးမခံပဲပြန်ပြောခဲ့တာကြောင့်စကားများခဲ့ပြီးအကိုထွန်းကဆဲဆိုခဲ့တဲ့အပြင်ကိုတီလက်ရောက်ပါဂျိုးလွန်ခဲ့ပြီးသူ့ကိုဆိုင်ကနေမောင်းချခဲ့ကြောင်းဝင်တန်းစစ်သွေးရန်ကတစ်တော့ကနေအတိပေးလာလဲဖြစ်ပါတယ်ဒါကိုပိုးကြဖြူခင်တို့ဇနီးမောင်နှံကပြန်မရှင်းသေးပဲတိတ်ဆိတ်နေရလဲဖြစ်ပါတယ် ဒီကနေ့နေ့လယ်မှာတော့ယတနာဆိုင်နဲ့မိသားစုကုန်တိတ်ခါထိခိုက်လို့ဘိုင်းပုံမှာရှောက်ပြောနေတဲ့ဝန်ထမ်းကိုတရားစွဲသွားမယ့်အကြောင်းကိုထွန်းကအတိပေးလာတာပါမနီယာဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ဆိုင်ဝင်တန်းနဲ့ပိုင်ရှင်ရဲ့ကြားကဖြစ်ခဲ့တဲ့အပေါ်မှာလက်ရှိမှာတော့ဆိုင်ရှင်ဘက်ကပြန်လည်ပြီးတော့အတိပေးလာခဲ့တာပဲဖြစ်ပါရှင့်ကိုထွန်းကတော့မနက်9:00နာရီခွဲဝင်းကျင်မှာလူမှုရေးပြဿနာများကြောင့်ယတနာ PK ထွန်းစိတ်ရွှေယတနာဆိုင်မှာအလုံထုံလိုက်တဲ့အမျိုးသားဝန်ထမ်းတဦးတိသူ့ရဲ့ဆိုရှယ်မီဒီယာအကောင့် TikTok တွင်ယတနာ PK ထွန်းဆိုင်နဲ့ မိသားစုကုံတိတ်ကကြာစင်းစီရန်ပြောဆိုရေးသားမှုများတင်ထားသည့်ကိုတွေ့ရသဖြင့်တသက်များနေတကွတရားဥပဒေအတိုင်းအရေးယူရန်အမှုဖွင့်တိုင်ကြားထားပါပြီရှေးလျှောက်ယတနာ PK ထုံးမိသားစုနဲ့ပတ်သက်ပြီးကုံတိတ်ကကြာစင်းစီရန်ရေးသားပြောဆိုစော်ကားသူများအလုံးကိုလည်းတရားဥပဒေအရတိုင်ကြားအရေးယူမည်ဖြစ်ကြောင်းအသိပေးပါသည်ဆိုပြီးအသိပေးလာတာပါဒါကြောင့်တချို့ကတော့စိုင်းဝင်းနှန်းအပေါ် ကိုထီလက်ရောက်လောက်တာမဖြစ်တင်ကြဝိုင်းပြောနေကြသလိုတချို့ကတော့သူစည်းကမ်းကိုမလိုက်လာလို့ဖြစ်ရတာဖြစ်ကြောင်းအမျိုးမျိုးပြောနေကြတာပါတချို့ကတော့စီးမရှိရတစ်တော့မှသူကလေးပုံတင်တာမကြိုက်ဘူးလို့သူမိဘကသတိပေးနေရတာမဖြစ်ပဲကလေးကိုပြန်အပြစ်ပုံချတာတတိကဒေါသထွက်နေချိန်တခုံးမခံပြန်ခံပြောနေလို့ဟိုကစိတ်မထိန်နိုင်ပဲထိုးလိုက်တာအိမ်မိဘနေရာမှာငါဆိုရင်ကောဆိုရဲစိတ်လေးပဲထားကြည့်လိုက်ကိုထီလက်ရောက်လောက်တာတော့အာမပေးပါဘူးဒါပေမဲ့အဲ့လိုလုံလိုက်တာကမှတော်သေးရ ဘာမှမလုပ်ပဲအေးစေးလေးနဲ့အသာနေလိုက်ပြီးမှနောက်မှအကောက်ကျရင်လည်းအပြစ်ရှာပြီးရဲတိုင်းလိုက်ရင်အဲ့ဒီဝန်ထမ်းဒီထက်ပိုပြီးဘဝပြတ်သွားနိုင်တယ်။ဖာတူလိုခရုကောင်အိုင်ပြတ်ရုံမဲရှိမယ်။အစကတည်းကကို့အမကောင်မတိပဲမခန့်အလီစားဆိုင်ရှင်ကိုအတင်းပြန်တုတ်တာကိုခံရတော့မှလူသိရှင်ကြလိုက်အဆက်ခွဲတဲ့စိတ်သက်အဲ့လိုကနောက်ထပ်ပေးဆိုင်ကားမှအလုတ်ခန့်ကျင်တော့မှမဟုတ်ဘူးလို့အမျိုးမျိုးဝေဖန်နေကြတာပါ။ဘာပဲဖြစ်ဖြစ်လက်ရှိမှာတော့ သူတို့ကိုမခန့်လေးစားလုပ်လို့ကိုတိလက်ရောက်ဆုံးမတာကိုမကျေနပ်လို့လိုင်းပေါ်တင်ပြီးအဆက်ခွဲတဲ့ဝန်ထမ်းကိုထိုက်တဲ့တဲ့တရားဥပဒေအရအရင်ယူသွားမယ်အပေါ့အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်လူနာကိုအပိစကားပြောပြီးတက်လုံနဲ့စေးယုံနဲ့ဆရာဝန်ကြောင့်တင်မလို့ဖြစ်ခင်ရတဲ့လူနာ အားလုံးပဲမင်္ဂလာပါမင်းညူးချန်နယ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါ යි ဆရာဝန်ဆိုတာကတော့စေတနာကောင်းတဲ့သူတွေဆိုရင်တော့စီးတာမကုရသေးဘူးဆရာဝန်ရဲ့အပေးမှုနဲ့တင်ဝေဒနာတွေကတဝက်လာတက်တာတကြပါ යි ဒါပေမဲ့လည်းဒီစေးယုံကတော့လူနာကိုအပေးရဲ့စကားကတီဃာနီးလူနာဆိုချက်ချင်းအသက်ထွက်သွားနိုင်ပါ යි ဒါကြောင့်ကိုတွိကြုံကြရလူနာအမျိုးသမီးက"သူမလိုနောက်လူတွေမကြုံရအောင်သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတင်ပေးလာတာပါ။ကျမနေမကောင်းတာတပတ်ကျော်ပါ။အိမ်မှာပဲစီးတောက်နေရင်ကနေအောက်ဆီဂျင်တွေကျလာလို့စေးယုံသွားခဲ့တယ်" ဟိုရောက်တော့အောက်ဆီဂျင်60စီကန်းကဆီယမ်မာရီကလည်းပြကုန်ရော အောက်ဆီဂျင်တွေပေးပြီးအရေးပေါ်တက်လိုက်ရိုက်နောက်တော့အဆုတ်တက်မှန်ရိုက်တဲ့သုံးပုံမှာတစ်ပုံပဲကောင်းတော့တယ်တဲ့အဆုတ်ခဲသွားရင်ဆိုပါရဲ့အဲ့ဒါနဲ့ပဲစီးရုံတက်လိုက်ရပါတယ်ဒီကြားရဲ့ဗားစီးတွေထိုးပြီးဗားစီးတွေတောက်ခိုင်းမှလည်းမတိရပါဘူးပြီးတော့ဆီယမ်ဝင်ရပြောသေးရဲ့ TV ရှိတာတဲ့ TV သေး6လတောက်ရမယ်ပြောပါတယ်ကျမလည်းမျိုးရိုးထဲမှာလည်း TV ကမရှိဘူး။ဘာလက္ခဏာမှလည်းမပြဘူးကွာ။မဖြစ်နိုင်ဘူးဆိုပြီးအဲ့ဒါနဲ့ အဲ့ဒီဆရာမကြီးကဘာမှမစစ်စေးရသေးပဲတီဗီပဲဇွတ်လုံနေရပထမချွဲသုံးရက်ဆရာတွေဘာတီဗီမှမတွေ့ဘူးအဲ့ဒီချိန်ကအပြားရောအဆုံရောတက်တာလို့ဈေးရုံတော်ဆင်းရတော့ပါမယ်နောက်ထပ်သွေးပြန်စစ်ပြန်ရောအဲ့ဒါလည်းတီဗီမတွေ့ဘူးသွေးဆိုဘယ်နှခါတော့ဖောက်စင်မှမသိပါဘူးအချိန်ပေါင်းများစွာပဲဒါကိုအဲ့ဆရာဝန်ကတီဗီပဲဇွတ်တယ်လို့တာပါဈေးတွေဇွတ်တိုက်တာပြည်သူဈေးရုံမှာဈေးသွားယူခံပြီးတီဗီဈေးကိုတောက်ခိုင်းတာပါတီဗီဈေးကလည်းအကြီးကြီးမှအကြီးကြီးတရက်ကိုလေးလုံးတောက်ပါပြောပါ යි နောက်ပြီးလူနာကိုအဲ့ဒါမှမသိမသိတော့ဘူးလို့ဆိုပါယ် ATP စေကြီးတောက်ပြီးအန်ဂျင်နာလိုလိုအားမရှိတော့လို့လို့မူးပြီးတည်ရောမလို့လို့ဖြစ်ပြီးကျမတဏီကောင်ခေါင်းမထောင်နိုင်ပါဘူးဘာမှလည်းမစားနိုင်စားသမျှလည်းအကုန်ပြန်အံအိတ်လည်းမအိတ်နိုင်နဲ့ခုနှစ်ရက်တိတိတောက်လိုက်ရပါယ်အဲ့ကနေပြီးတော့အေးပြားလေးပတ်နိုင်အချောင်ဝင်တခါလိုက်ယောဂတမျိုးပြောပါ යි လူနာကိုလည်းအာမပိရဲ့အပြင်ရှောဘီချင်းနေရတို့နောက်ကျရင်ရှောဘီတို့တွေ့တိုင်းပြောတာပါကျမအိမ်စည်းရုံမှာကိုတလားလောက်မကြာတင်မဲကြာသွားခဲ့ပါ යි တီဗီဈေးတောက်ပြီးကြရဖြားတာဖြားတာဆိုတာအပြားအောင်မကြတော့ပါဘူးလူလဲနလန်ကိုမထူတော့ပဲထောက်ကိုမထနိုင်တော့တလို့လမ်းလျှောက်ဖို့နေနေတတနောက်ဆုံးကြတော့အမရီအမျိုးရီအတိရီကမတက်တာပဲပူပူဆိုးလာနဲ့မန်လီကိုပဲဆင်းဖို့အကြံပေးခဲ့ကြတာပါဒီမှာဆက်နေရင်ပတ်စံလေးကုံလူလဲလုံးပါပါမယ်ဆိုပြီးတော့ပြောလို့အဲ့ဒါနဲ့ပဲမန္တလေးဆင်းခဲ့တာပါအဲ့ကနေမန်လီကအဆုတ်အထုကုဆရာကြီးဒေါက်တာသိန်းကျော်နေပြတော့မှတက်တာခဲ့တာပါဆရာကြီးကလိုအပ်တာတွေစစ်ဆေးပြီး စေတနာပပခင်းဆိုင်ပေးခဲ့တာဘာတီဗီမှလည်းမရှိသလိုဘာလီဘက်နာမှလည်းမရှိဘူးဆိုတာသိခင်ရပါတယ်။အဲဒီမှာသိလိုက်ရတာကဟိုမေမျိုးကအဆောင်ဝင်ဒေါက်တာရန်ကုနဲ့ဆိုဒီချိန်ဒီစာရီတောင်ရေးနိုင်မှာမဟုတ်တော့ပါဘူး။အမှန်ကအစုပ်ပဲထိသွားတာပါ။ဒါကောစီးရုံတရာရဲ့စုစုပေါင်း39ရက်။ဟိုချင်းရုံမှာအတော်ကြာသွားခဲ့ပါတယ်။ပြောချင်တာကတော့အလုံးတစ်ခုခုစမ်းမရင်မကောင်းဖြစ်ရင်ဆီယံဝင်အရေးမမပါစီနဲ့အနာနဲ့စီတခြားစီဖြင့်ကိုပဲခံရမှာပါ တီဗီမရှိပဲတီဗီစီးတာဆက်တောင်းနေအသေး၆ပြီးတင်းနေလောက်ပြီးဆိုပြီးပြောလာခဲ့တာပဲဖြစ်ပါပြီးခဲ့ရက်ကလည်းနေမကောင်းလို့အစည်းကမ်းသွားပြရဲကလေးမလေးကို TBC တောက်ခိုင်းခဲ့လို့အချိန်တိုလေးအတွင်ဘဝကူးခဲ့ရတာအလုံးမြင်ကြမယ်ထင်ပါ යි ။ဒါကြောင့်အလုံးလေးကူးဆိုင်ကြပါ။ကျမ်းမာရင်မကောင်းရင်တရားတိကျွမ်းနားလေဆရာဝန်နဲ့ပြကြပါ။အခုလိုဒေါက်တာရန်ကူရီနဲ့သာတွေ့ခဲ့ရင်ဘာမဟုတ်တာနဲ့ဘဝကူးသွားနိုင်တာမလို့အလုံးမဲသတိထားနိုင်ဖို့မျှဝေလိုက်ရပါ යි ။ အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်တရားဥပဒေအတိုင်းဆက်သွားမှာမလို့မန္တန်ထင်တရားပြန်ဆွဲဖို့ဝန်ထမ်းကောင်လေးကိုအသိပေးလာတဲ့ပို့ချဖြူခင်အားလုံးပဲမိင်္ဂလာပါမေနျူးချန်နယ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကတော့မနေ့ကဆိုရှယ်မီဒီယာနဲ့ TikTok မှာပို့ချဖြူခင်ယောက်ျားကကိုတီလရကျူးလွန်ပြီးဆိုင်ကနေပေါင်းချကြောင်းဝန်ထမ်းတအုပ်ကဖွင့်ချလာခဲ့တာပါ ဖြစ်စဉ်ကတော့ PK ထုံးရတနာဆိုင်မှာအလုံးလုံးနေတဲ့ဝင်တန်းစစ်သွေးရံကတစ်တုံဆော့ရမှာတမီလေးဖူဖူရဲ့ပုံပါသွားပြီးလိုင်းပေါ်တင်ကဲလို့ပိုးချာဖြူခင်ကဝင်တန်းတွေအကောင်မှာသူ့ရဲ့သားသမီးပုံတွေမတင်ရဆိုရဲစီကန်းရှိကြပြောခဲ့ရလဲဖြစ်ပါစစ်သွေးရံကလည်းတီးမခံပဲပြန်ပြောခဲ့တာကြောင့်စကားများခဲ့ပြီးအကိုထွန်းကဆဲဆိုခဲ့တဲ့အပြင်ကိုတီလက်ရောက်ပါကျူးလွန်ခဲ့ပြီးသူ့ကိုဆိုင်ကနေမောင်းချခဲ့ကြောင့် ဝန်ထမ်းစစ်သွေးရန်ကအတတော်ကနေအတိပေးလာလေဖြစ်ပါတယ်။ဒါကောဘိုးကြဖြစ်ခင်တို့ဇနီးမောင်နှံကပြန်မရှင်သေးပဲတိတ်ဆိတ်နေရလေဖြစ်ပါတယ်။ဒီကနေ့နေ့လယ်မှာတော့ဂျတနာဆိုင်နဲ့မိသားစုခုံတိတ်ကထိခိုက်လို့ဘိုင်းပုံမှာရှောက်ပြောနေရဝန်ထမ်းကိုတရားစွဲသွားမယ့်အကြောင်းကိုထွန်းကအတိပေးလာတာပါ။မနီယာဟိုလီတကြောဖြစ်ခဲ့တဲ့ဆိုင်ဝင်တန်းနဲ့ပိုင်ရှင်တဲ့ကြားကဖြစ်ခဲ့တဲ့အပေါ်မှာလက်ရှိမှာတော့ဆိုင်ရှင်ဘက်ကပြန်လည်ပြီးတော့အတိပေးလာခဲ့တာပဲဖြစ်ပါရှင့် ကိုထွန်းကတော့မနက်9နာရီခွဲဝင်းကျင်မှာလူမှုရေးပြဿနာများကြောင့်ရတနာ PK ထွန်းစင်ရွှေရတနာဆိုင်မှာအလုံထုံလိုက်တဲ့အမျိုးသားဝင်နဲ့တဦးတည်းသူ့ရဲ့ဆိုရှယ်မီဒီယာအကောင့် TikTok တွင်ရတနာ PK ထွန်းဆိုင်နဲ့မိသားစုကုံတိတ်ကကြာစင်းစီရန် ပြောဆိုရေးသားမှုများတင်ထားသည့်ကိုတွေ့ရသဖြင့်တသက်များနဲ့တကွတရားဥပဒေအတိုင်းအရေးယူရန် အမှုဖွင့်တိုင်ကြားထားပါပြီ။ရှေးလျှောက်ရတနာ PK ထွန်းမိသားစုနဲ့ပတ်သက်ပြီးကုံတိတ်ကကြာစင်းစီရန်ရေးသားပြောဆိုစော်ကားသူများအားလုံးကိုလည်း တရားဥပဒေအရတိုင်ကြားအရေးယူမည်ဖြစ်ကြောင်းအသိပေးပါသည်ဆိုပြီးအသိပေးလာတာပါဒါကြောင့်တချို့ကတော့ဆိုင်